နာပါတယ်ထမင်းဖြူရည်ကြီးကိုအားပါစားနေတယ်ထမင်းဖြူရည်လားစ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 ားထမင်းဖြူရည်ကိုကျွေးတယ်သူတို့လည်းပစိုက်အရသာခံတတ်တယ်ခင်းလေးနဲ့တခြားကျွေးပါအများမြင်မှာတော့ထမင်းဖြူလိုဖြစ်နေလေဆိုပေမဲ့အဲ့ဒီလို ထမင်းဖြူကြီးကိုအားပါစားစေဖို့အတွက် အချင်းကုံငွေကုံ လုံးလိုက်ပြီးလုပ်ပေးထားတာပါခင်ဗျာ ကျွန်တော်ဒါဆိုရင်တော့ထွင်းဖြူကိုအဲ့လိုတေချာနဲ့ဖက်ပြီးခြာကျွင်းရင်လည်းကျွန်တော်အရင်ကိုကျေးဇူးတင်တယ်လေးစားတယ်တွေ့ရင်တွေ့တဲ့နေရာမှာလည်းသွားပြီးနှုတ်ဆက်ပြီးကျေးဇူးတင်ကြောင်းပြောပေးတယ်။ဘာဖြစ်လို့လဲဆိုရင်အရင်ကြက်တဲ့ခက်ခဲနေတဲ့အချိန်မှာတော့ကိုယ်ဝင်ကိုစားဖို့အနိုင်နိုင်ဖြစ်နေကြတဲ့အချိန်မှာတော့အခုလိုလမ်းမေးခွေးလေးတွေကိုအေးတူမြေတားထားပြီးကျွေးပေးတဲ့သူတူတူတယောက်ချင်းတူနိုင်အောင်ကျွန်တော်အရင်လေးစားတယ်။သမင်းဖြူပြီးပဲခြာကြွေကြွေပိုရှင်နေတဲ့ဟာလေးအစင်းနေနေလည်းပဲနေပြီးပဲကြွေကြွေ တေချာကျွေးကျင်စိတ်နဲ့စားစီခြင်းနဲ့စိတ်နဲ့ကျွေးပေးတဲ့လူတူတယောက်ချင်းတွေနိုင်ကျွန်တော်အရင်လေးစားတယ်အမြဲတမ်းအားပေးပါလေနောက်ဆုံးပေါ့နော်ထမင်းဖြူတွေခြာကျွေးလို့အားပါစားနေတယ်ဆိုရင်လည်းအားပဲပြောပြောတို့ရဲ့တနက်စာတဝန်းစာအတွက်တော့အဆင်ပြေသွားတာပဲလေအဲ့တွဲကျွန်တော်တို့ကဝန်တာ PT ကြီးနူးရမှာမဟုတ်ဘူးလားခင်ဗျာ တခါတလေမှာကျွန်တော်ရိုက်ပြတဲ့အရာလေးတွေကကျွန်တော်ဒါတွေကြွေးနေပါတယ်ဒါမျိုးတွေလုံနေပါတယ်ဆိုတော့အရာတွေမဟုတ်ဖဲနဲ့ဒီလိုအရာလေးတွေရှိတယ်ဒီလိုဘဝလေးတွေရှိတယ်ဒီလိုစူးစမ်းပြီးကြွေးပေးရတယ်ဆိုတော့အနေထားလေးတွေကိုပြချင်တဲ့သဘောနဲ့ပြလာပါခင်ဗျာအမှန်တော့ကျွန်တော်ကြွေးရတဲ့အကောင်ပေါင်းများစွာကကျွန်တော်အနီးနားမှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်အိမ်ရနေအဝေးအထိကိုစပိန်နဲ့တော့တကောင်ချင်းစီအကောင်ချင်းစားနိုင်ဖို့အချိန်ပေးလုံလောက်ဆိုင်ပြီးမှကြွေးပေးရတဲ့အနေထားလေးပါခင်ဗျာ တကယ်လိုအပ်နေတဲ့နေရာလေးတွေအတွက်မှာကျွန်တော်တို့ကနှီးလေးတစ်ချောင်းစားပဲဖြစ်ဖြစ်အုပ်လေးတစ်ချက်စားပဲဖြစ်ဖြစ်အသုံးဝါလေဆိုရင်အရန်အောင်မမြတ်ပြီးကောင်းတဲ့အလုပ်ပါပဲခင်ဗျာပိုရှင်ပေါများနေတဲ့နေရာတွေမှာအသုံးချမယ်ဆိုတာတကယ်လိုအပ်နေတဲ့နေရာလေးတွေမှာကျွန်တော်တို့ကနှီးလေးတစ်ချောင်းစားအုပ်လေးတစ်ချက်စားအသုံးဝါလေဆိုရင်ပဲအရန်ကိုချင်းနဲ့ဂျင်နူပီတီဖြစ်ရပါတယ်ခင်ဗျာ